င်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနရဲ့ထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဆေးဥစုအတွင်သဘောထားပြောင်းပြောင်းသူမရှိ။ပြီးခဲ့တဲ့အပတ်အတွင်းကွာလာလမ်ပူးတွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီကာလကြာမြင့်စွာဖြစ်ပေါ်နေသည့်နိုင်ငံရေးအကျက်အတည်းအားအဖွဲ့ကြီးအနေဖြင့်ပို၍အလေးထားဖြည့်ရှင်းပေးရန်ကြိုးဆိုမှုများရှိလာခဲ့သည်။ ထို့သို့ပြောဆိုကြခြင်းမှလည်းစေအုပ်စုအတွင်နိုင်ငံတကာမှအကျိုးရှိရှိဆက်ဆံသွားနိုင်ပြီးသဘောထားပြောပြောင်းသူများရှိနေသည့်ဆိုသောအမြင်ကို အခြေခံထားလာသည်ကိုတွေ့ရသည်။ထို့ယူဆချက်သည်မှားယွင်းနေသည်ဟုဩစတြေးလျရှိ The Interpreter တွင် Indusel ကရှင်းတာထားသည်။ပေါ်နေဝင်း Socialist အစိုးရပြိုလဲသွားသည့်1988နောက်ပိုင်းမှစ၍သတင်းမီဒီယာများနှင့်နိုင်ငံတကာပညာရှင်များမှထိုးထိုးညွှန်းပြောဆိုလာကြသည်။ အဆိုပါသဘောထားပြော့ပြောင်းသူများသည် အခွင့်အရေးပေးလာလျင်စေအစိုးရအဆက်ဆက်အုပ်စည်းလာသော စိတ်မှခက်ထန်သူများကိုဖြုတ်ချခြင်းအသာစီးရလာအောင်လှုပ်ခြင်းများပြုလာကြမည်ပြောဆိုခဲ့ကြသည်1988တွင်ဖွဲ့စည်းခဲ့သောနဝတအစိုးရသည်1990ရွေးကောက်ပွဲရလဒ်ကိုအတိမတ်မပြုခဲ့တော့လေလွတ်လပ်စွာပြောဆိုပွဲအဖွဲ့အစည်းများဖွဲ့စည်းခွင့်နှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုတွေ့လာရ၍အားတက်လာကြသည် SPDC အဖြစ်ပြောင်းလဲလာပြီးနောက်တွင်ဒေါ်လာယီအကြီးအကဲဘူခေညွတ်အားပြည်ပမှသတင်းဝေဖန်သုံးသပ်သူများကတည်တည်တသာသဘောထားပြောပြောင်းသူဟုတစိမ့်ခန့်နှိပ်လာသည်ဤဒီမှာလဲဘူခေညွတ်သည် နိုင်ငံတွင်ပြည်ထနာအမြောက်များရှိနေသည်ကို သိထားပြီးပြင်ပနှင့်လဲပို၍ထိတွေ့ဆက်ဆက်လာမှုကို ခွင့်ပြုလာခဲ့သောကြောင့်ဖြစ်သည်2017တွင်စတင်လာခဲ့သောစီကံတကြဒီမိုကရေစီကြောင့်စစ်တပ်အထွေသဘောထားအလေအလတ်ရှိသူများက ပြုပြင်ပြောင်းလဲရေးများအားဖေးလာကြသည်ဟုသော အပြောသည်ပုံမှန်ရသည်ဟုဆိုရမည်ဖြစ်သည်ကျွမ်းကျင်သူတို့ကမူပါလီမန်အသစ်ကိုပြောပြောင်းသူများနှင့်အမကန်များအကြားတတိကြီးစွာဟန်ချက်ညီနေခြင်းဟုဖော်ပြခဲ့ပြီးအဆိုပါအခြေအနေကိုစစ်ကောင်ဆောင်ကြီးဘိုတန်းရွှေကထိန်းချုပ်ထားသည်2021နောက်ပိုင်းတွင်လိလာသူပညာရှင်အနေငယ်ကစစ်တပ်အားစစ်တမ်းများတို့ပြန်ပို့ကောင်းပြန်ပို့ပေးနိုင်မည်သဘောထားဖြောပြောင်းသူများကိုရှာကြည့်လာကြသည် သို့တော့ထိုးထိုးသောအနေအထားမျိုးမတွေ့ကြရရှိခဲ့လျင်ပင်အစ်စ်မှန်ပြောင်းလဲသွားအောင်လုံနိုင်စွမ်းရှိပုံမရဆေးဥစုတွင်အခြေအနေများသည့်အမြဲတစေမရှင်းမလင်းဖြစ်နေတော့လေနှစ်ကြာလာသည့်အခါတွင်စစ်တပ်၏အစဉ်စဉ်အုပ်ချုပ်မှုအတွင်၌အမည်အမျိုးမျိုးရှိနေသည့်ဆိုသောလက္ခဏာများရံဖန်ရံကပေါ်ထွက်လာသည်အထက်တန်းစစ်ဘက်အရာရှိကြီးများအလုံးကနိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုစန့်ကျင်နေကြခြင်းမျိုးတော့မရှိဘူး အချို့ကအစိုးရအတွေ့အရက်သားများပို၍ပါဝင်လာမှုကိုကြိုးစို့သည်ဟုသောအပြောမျိုးလူသိရှင်ကြယုံနောက်ွယ်တွင်ပါပြောဆိုလာမှုများတစ်ခါမဟုတ်တစ်ခါတွေ့လာရသည်2021မတိုင်မီအထိစစ်တပ်သည်တိုင်းပြည်ကိုချုပ်ကိုက်ထားမှုများတဖြည်းဖြည်းဖြစ်ရော့ပြီးအစိုးရနှင့်လူထုမှပုံမလွတ်လပ်စွာလှုပ်ရှားခွင့်ပြုဖို့စဉ်းစားလာကြသည်မိတို့ပင်စိုးစီကားမှုစေအုပ်စုအတွေ့ပြောပြောင်းသူများနှင့်အမှားကံများဟု၍ခွဲခြားမှုကိုလုံးလုံးကျူးကျူးမဖော်ပြသင့်ပေ Modern Freedom ဆန်ရေးသားတဲ့ကဲ့သို့ပင်အမြင်သဘောထားများဤအမှန်တကယ်ပြည့်နှံ့တရှိမှုသည်ရှုပ်ထွေးလာပြီးအတွင်းပိုင်းတွင်မတူညီသောကိစ္စရပ်များအပေါ်သဘောထားတက်တက်မှတ်ထဲမရှိပေ။ပုံမတိကျစွာပြောရလျင်ဗိုလ်ချုပ်ကြီးများအနေဖြင့်ရန်ဖန်ရန်ခအချင်းချင်းညှင်းခုမှုများရှိတော်လေ၎င်းတို့ရှုမြင်ထားသည့်ဒုတာဝန်အရေးသုံးပါးဆိုသည့်ဖြင့်စစ်တပ်သည်အမျိုးသား၏အခမ်းကဏ္ဍအားအတိကနေရာမှပါဝင်ရန်လိုအပ်သည်ဟုသော အခြေခံမူဝါဒဆိုင်ရာကိစ္စရပ်များတွင်ပြင်းထန်သောသဘောထားကွဲလွဲမှုများမရှိခဲ့ပေ။အနည်းဆုံးထိုရှုထောင့်မှချုပ်မြီဆိုလျက်ဆေးအုပ်စုအားအမြဲတမ်းအမှားကများဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်ဟုဆိုနိုင်သည်။တတိပြုသိမ့်သည်ကမြန်မာအောင်တချိန်ချင်းတွင်ကဲတင်ပေးနိုင်လိမ့်မည်ဟုလေလာသူအများအပြားယူဆထားသည်ဘုခင်ညွတ်သည်တိုင်းပြည်နှင့်လူမှုကိုရရဆက်ဆက်ဖိနှိပ်ခဲ့သည်ထောက်လန်းရေးအဖွဲ့ကြီးအကြီးအကဲဖြစ်သည်ဆိုသောအချက်ပင်ဖြစ်သည်။၂၀၁၁တွင်စီကန်တကြဒီမိုကရေစီ သွတ်သွင်းလာခြင်းနှင့်2015ဒေါ်အောင်ဆန်းစုကြည်၏ NLD အောင်ပွဲခံခဲ့ခြင်းများသည်သဘောထားပြောပြောင်းသူများ၏အောင်ပွဲမဟုတ်ဘဲစစ်တပ်အတွက်အကျိုးရှိ၍သာခွင့်ပြုခဲ့ခြင်းဖြစ်သည်၎င်းတို့စိတ်ထဲတွင်ထို့သို့ခွင့်ပြုနိုင်လောက်အောင်ထိန်းချုပ်ထားနိုင်ပြီးနိုင်ငံနှင့်စစ်တပ်အတွက်ထိုက်တဲ့သလောက်အကျိုးခံစား권ရလာပြီဟုလည်းရှုမြင်ကြကြသည်စစ်တပ်သည်သတင်းသမားများနှင့်တက်ကြွလှုပ်ရှားသူများတခါတရံပုံဖော်ခဲ့ကြသလိုတက်သားရေးရှိမနေသလိုအရာရာတိုင်းကိုသဘောတူနေကြသည်အဖွဲ့အစည်းတော်မဟုတ် အခြားဖွဲ့စည်းများကဲ့သို့ပင်ကိစ္စရပ်များအပေါ်ကွယ်လွယ်သောအမြင်များရှိနေကြသည်ထို့သောတက်ကောင်းဆောင်များအလုံးတူညီစွာလက်ခံထားသည့်အခြေခံယုံကြည်ချက်များတဲ့တွင်စစ်တပ်အနေဖြင့်နိုင်ငံရေးရာများကိုထိရောက်စွာထိန်းချုပ်ထားရန်လိုအပ်သည်ဟုသောအချက်သည်အဓိကနေရာမှပါဝင်နေသည်လက်ရှိမင်းအောင်လိုင်းအောက်တွင်အမှုတော်ထမ်းနေကြသောစစ်အရာရှိကြီးများသည်၎င်းအပေါ်မမိတ်မတုံတစ္ဆာရှိမှုနှင့်တင်းမာသောခံယူချက်များရှိနေခြင်းကြောင့်ယာတုတွင်မြင်နေကြခြင်းဖြစ်သည် အဆိုပါအချက်ကိုထည့်သွင်းစဉ်းစားသည့်အခါမြန်မာအတွက်နိုင်ငံခြားအဆိုရများနိုင်ငံတကာအဖွဲ့အစည်းများတင်တခြားသူများမှဆွေးနွေးညှိနှိုင်းရေးအယောအတင်းလှုပ်ရည်နှင့်အာဏာခွဲဝေတောင်းဆိုမှုများသည်ဖြစ်စေခြင်းသောဆန္ဒသက်သက်ကိုထရီတော်ပြောဆိုနေကြခြင်းဖြစ်သည်ဟုမှတ်ယူရပေမည်။ပြည်သူတို့ဤတရားတော်စစ်မုတ်ချအောင်ရမည်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကပယ်ချလိုက်တဲ့ရွှေကောက်ပွဲဝက်တောက်ကားကြီးဥပမာလေးတစ်ခုအရင်ဆုံးပြောပြမယ်။ ကားတက်တန်းတိုးကျင်တဲ့အခါကားညာနာကိုတွားရတယ်။ကားပိုင်ရှင်တိုင်းမပတ်သက်ခြင်းနဲ့ရှုံးမဟုတ်လား။ခိုညစ်ဒီရဲ့ငွေညစ်မာတွေတိနေတော့ကားပိုင်ရှင်အများစုကကားညာနာနဲ့မပတ်သက်ခြင်းကြဘူး။ဒါပေမဲ့ကားညာနာကဖွင့်ပြပေးလိုက်မှတရားဝင်ဖြစ်တာမဟုတ်လား။ကညာနာယုံဟာမယုံမသားနဲ့ငွေရှာနေကြတယ်ဆိုတာသိကြပေမဲ့ဒီယုံကနေအတိအမှတ်ပြုပြီးတရားဝင်စာရက်စာတမ်းတွေရမှသွားလို့ရကိုအသက်ရှူချောင်ချောင်သွားနိုင်မယ်ဆိုတာအလုံးသိကြတယ်။ကညာနာကတရားဝင်စာရွက်စာတမ်းတွေမရှိရင်တော့ဘလောက်ကောင်းတဲ့ကာကြီးစီးနေပါစေ တရားဝင်မဟုတ်ဘူးဆိုတဲ့ခြောက်ခြားစိတ်ကကြီးစိုးနေမှာမဟုတ်လားလူရင်းကိုသွားရအောင်ကုလသမဂ္ဂအထွေထွေတွင်ရင်းမှုချုပ်အန်တိုနီရိုဂူတာရက်စ်ကတရားဝင်အတီးပေးလိုက်တယ်မြန်မာအနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုအတိအမှတ်မပြုပါဘူးတဲ့အားလုံးနားလည်အောင်ပြောရရင်တောင်းဆိုထားတာတွေအရင်လုံးရွေးကောက်ပွဲကိုမေ့ထားလိုက်ဆိုတဲ့အတိုင်းပါဆိုတော့ကညာနာကတရားဝင်စာရွက်စာတမ်းမရတဲ့အတွက်ဒီရွေးကောက်ပွဲကိုမဖြစ်မနေဘလို့ပဲလှုပ်လှုပ်ကမ္ဘာနိုင်ငံအသီးသီးကအတိအမှတ်မပြုဘူးဆိုတာဆိုလိုတာပါ ကာညာနာစာရွက်စာရက်နဲ့ပြောရရင်ဒီရွေးကောက်ပွဲဟာဝိတောက်ကလိုပါပဲခိုးကြောင်ခိုးဝက်မောင်းလို့တော့ရချင်ရမယ်တရားဝင်တော့မဟုတ်ဘူးဆက်လက်ပြီးကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်ကမြန်မာနိုင်ငံကပြည်ထနာတွေကိုအာဏာသိမ်းစစ်တပ်အနေနဲ့အာဆီယံရဲ့စကားကိုနားထောင်ပါလို့အသိပေးလိုက်ပါတယ်ဒီတော့အာဆီယံညီလာခံကမြန်မာနဲ့ပတ်သက်ပြီးဘာပြောလဲဆိုတာကြည့်ကြရအောင်အာဆီယံညီလာခံကနေသဘောတူညီထားတဲ့ဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့အပအဝင်အချက်၅ချက်ကိုမဖြစ်မနေလှုံ့ဆော်ဖို့တာတိုက်တွန်းပြီး မြန်မာစစ်ဘုတ်ချုပ်တွေကိုအာဆီယံအစည်းအဝေးတက်ခွင့်ပိတ်ထားမယ်လို့ဆိုပါတယ်။ရွေးကောက်ပွဲလေးလာဖို့ဖိတ်ကြားထားတာကိုသိပေမဲ့လက်ဆိုင်သူတွေမပါတဲ့ရွေးကောက်ပွဲအတွက်လေးလာသူမလုပ်ဘူးလို့ဆိုပါတယ်။ပူပူနွေ့နွေ့အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့အရှေ့တီမောနိုင်ငံရဲ့ကောင်ဆောင် Ramos Horta ကတော့အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့အချိန်မှာသူတိတ်ကိုလှုပ်ချနေတဲ့မြန်မာငြိမ်းချမ်းရေးအတွက်ကြိုးစားသွားမယ်လို့ကတိပေးလိုက်ပါတယ်။ Ramos အနေနဲ့အာဆီယံအဖွဲ့ရဲ့အပြင်ဘက်ကနေကိုရီးယားကိုရာသဘောမျိုးနဲ့မြမအရေးအတွက်ကြိုးပမ်းသွားမယ်လို့ဆိုပါတယ် ။ဒါကြောင့်လည်းမြန်မာစစ်အာဏာရှင်တွေကအရှိတီမော်အတွက်အာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ကိုကန့်ကွက်မယ်လို့ဆိုခဲ့ကြတာပါ။ခုတော့သူ့နိုင်ငံအာဆီယံဝင်ခွင့်မရအောင်ပိတ်ပင်ထားတဲ့ရေမွေအာဏာသိမ်းစစ်တပ်ကိုဟားတိုက်ရင်နေလောက်ပါပြီ။ဆိုတော့ကညာနာမှာရင်တက်တန်းတိုးတက်လို့ပါပဲ။အရေးမပါတဲ့ရုံးကိုတစ်နှစ်တစ်ခေါက်သာဆက်ဆံနေရပြီမေဒီရုံးကတရားဝင်စာရွက်စာတမ်းရမှတရားဝင်မှာဆိုတော့ကာညာနာကနေတရားဝင်စာရွက်စာတမ်းမရတဲ့အာနာသိန်းစစ်တပ်ရဲ့ရွှေကောက်ပွဲဟာ ဝတ်တောက်ကားကြီးလို့ဆိုတာကွင်ကွင်ကောက်ကွက်မြင်နိုင်ကြပါလိမ့်မယ်။မြမအရေးမှနိုင်ငံကတန်တမန်နီလန့်အရာကုလသမဂ္ဂနဲ့အာဆီယံဟာထိတ်ကိုအရေးကြီးပါတယ်။တရုတ်ထက်ကိုအရေးကြီးတယ်လို့ဆိုလိုချင်ပါတယ်။တရုတ်ကတော့ဝတ်တောက်ကားကိုသူ့နေမြေထဲမှာစိုက်တယ်လို့မောင်းဆိုတဲ့သဘောမျိုးပါ။တရုတ်ဝင်စာရွက်စာတမ်းကိစ္စနဲ့ပတ်သက်လာရင်တရုတ်ကခေါင်းဆောင်သွားမှာပါ။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကအာဆီယံရဲ့စကားကိုနားထောင်ပါ။ရွေးကောက်ပွဲကိုမေးလိုက်ပါဆိုပြီးအာဆီယံနဲ့တန်တမန်နီလန့်ကိုလွှဲပေးထားပါတယ်။ ဒီတော့ဂျာကမြမတော်လည်ရေးနဲ့ပတ်သက်ပြီးအာနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုကုလသမဂ္ဂနဲ့အာဆီယံကအတိမတ်မပြုဘူးဆိုတာကဘာကြီးကသိသွားတယ်ဆိုတဲ့အကြောင်းတင်ပြတာပါ။ကျန်တဲ့ဆက်လက်တော်လှန်ဖို့ကိစ္စကတော့ကိုတိုင်လုပ်ကြရမှာပါ။ဆက်လက်ပြီးနရီကံဖြူဟာကုံတို့စစ်ကူလာသောစစ်ကောင်စီတပ်သားများဖျက်တိုက်ခံရ26ဦးအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရခိုင်နှင့်မကွေးအဆက်အမ်ဘရလန်တွင်ရှိသောနရီကန်ဖြူဟာကုန်းကိုစစ်ကူလာသောစစ်ကောင်စီတပ်သားများကိုဖျက်တိုက်ခိုက်ရမှုကြောင့်26ဦးအရှင်ဖမ်းမိရရှိကြောင်း CDF အချို့ကယနေ့တွင်ထုတ်ပြန်ထားပါသည်စစ်ကောင်စီရဲ့အကြီးဆုံးဖြူဟာကုန်းတပ်စခန်းတစ်ခုဖြစ်သောနရီကန်ဖြူဟာကုန်းတို့စစ်ကူပုစစ်တပ်စစ်ကြောင်းများကိုနှစ်လကြာပိတ်ဆို့တိုက်ခိုက်ခိုင်းခဲ့ကြောင်းချင်းကောက်ခွေရစ်တဲ့အချို့ CDF အချို့ဤထုတ်ပြန်ချက်ကဆိုပါသည် အဆိုပါတိုက်ပွဲများအတွင်စစ်ကောင်စီတပ်သားအများပြားတိုက်ဆုံပြီး26ဦးအရှင်ဖမ်းမိကာလက်နက်ခရဲနဲ့စစ်သုံးဆောင်ပစ္စည်းများလည်းသိမ်းဆီးရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင်ရေးသားထားပါရယ်။နိုင်ရကံပြူဟာစကန်းကုံမကြစည်ရဲ့အတွက်လေချောင်းဖြစ်ကူလက်နက်ကြီးဖြစ်ကူများအဆက်မပြတ်ပြီးနေတော့လေတော်လန်ရေးမဟာမိတ်တပ်များကအဆက်မပြတ်ထိုးစစ်ဆင်နေတဲ့ဖြစ်ကြောင်းသိရပါရယ်။အဆိုပါတိုက်ပွဲများတွင်စက်တင်ဘာလမှအောက်တိုဘာလကုန်အထိနလတာအတွင် CDF အရှုံမှတပ်ဖွဲ့ဝင်2ဦးတိုက်ဆုံခဲ့ရကြောင်းနှင့်အခြားထိခိုက်ဒဏ်ရာရရှိသူ9ဦးရှိကြောင်းသိရပါရယ်။ နရီကံပြူဟာကုန်းတွင်2024ခုနှစ်ကစ၍တာမခ69နှင့်စကခ19တက်များအင်အားဖြည့်တက်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးအထိကျန်ရှိနေသေးကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်။နရီကံပြူဟာကုန်းမှစစ်ကောင်စီတပ်သားများအနေဖြင့်လက်နက်ချအလင်းဝင်ရောက်လို့သူများအချိန်မရွေးလာရောက်နိုင်သည်ဟုအရက်ကတပ်တော် AA နှင့် PDF များကတိုက်တွန်းပြောဆိုထားကြပါသည်။